်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါရမယ်မတ်လ28ရက်နေ့မွန်လွဲတနအိဝန်ကျင်ကစကိုင်းမြို့အနီးဆယ်မန်ခန့်ကိုပို့ဖို့ပြုပြီးအင်အားပြင်းငလင်လုခတ်ခဲ့တာကြောင့်စကိုင်းနယ်မန်းလေးကိုဆက်တွယ်ထားတဲ့နှစ်ပေါင်း90ကျော်တပ်တန်းရှိစကိုင်းတသာအိဝတသာပြူကြပစ္စည်းခဲ့တယ်လို့စကိုင်းမျိုးပေါ်ရှိအဆောက်အဦပြိုပြက်တွေကြားပိမ့်မိနေသူတွေကိုမကယ်ထုတ်နိုင်သေးဘူးလို့စကိုင်းမျိုးခန့်တွေစီကသိရပါတယ် ਪੰਜਾਲੋਂ ਨਹੀਂ ਪਿਆਰਿਆ ਪੰਜਾਲੋਂ ਇਹੋ ਵੀ ਆਉਂਦੇ ਮੈਂ ਵੀ ਉਸ ਤਰ੍ਹਾਂ ਹੀ ਲੂਗਾ ਪੰਜਾਲੋਂ ਤਰ੍ਹਾਂ ਹੀ ਲੂਗਾ ਨਾ ਕੋਈ ਤਾਂ ਖਾਸ ਦਾ ਇੱਥੇ ਲੂਗਾ ਅਈ ਚੌਕੇ ਹਾਈ ਬੋਲ ਵਾਲੇ 414 413 ਐਨਓਸੀ ਨਾ ਕੋਈ ਤਾਂ ਖਾਸ ਲਾਈਟ ਕਰ ਲੂਗਾ ਰੇ ਤੇ ਵੇ ਲੂਗੇ ਤੇ ਵੇ ਲੂਗੇ ਇਹਦਾ ਕਾਲ ਸੀ ਰੋ ਆਵੇ ਅਈ ਸਰਾਈਂ ਟਰਾ ਹੋ ਕੇ ਮੈਂ ਟਰਾ ਹਵਾ ਕੋ 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 ਕਰ ਜਾ ਰਹੀ ਹੈ ਵੋ ਜੀ ਇਹ ਇਹ ਵੀ ਦਾ ਵੀ ਕਿਉਂ ਚਾਉਣਾ ਤਾਂ ਪੋਸੂ ਲਾ ਰਿਹਾ ਮਾਸ ਕਲੀਫਾ ਮੈਨੂੰ ਨਾ ਗੋਮੀ ီးတော့တယ်ကွာအဲ့ဒီကလေးအဲ့ဘူဂျူကလေးကိုဘူဂျူထုံးရတယ်ကွာအဲ့ဒီစကိုင်းဝါလေးပလီတီးတယ်အဲ့ဒါဆုံးပြီးပြီအဲ့ဒီအဲ့ဒီဟာနဲ့စကိုင်းဝါလေးပြူရဲ့အဲ့ဒါကဘူဂျူဝါလေးခုစောက်ပြီးတော့လောက်ပြီးသွားတယ်ပြီးတော့ကဟာစီရောနေတကယ်ကုညီရမယ့်ပြီးတော့ကတပြင်းပြင်းရတယ်ဘူတော့ပြောထုံးတော့ကေအဲ့ငါအဲ့ပြီးတော့ရောအောင်စကိုင်းဝါချီတော့ဘူးတယ်ဝါပဲတက်လာစတိုင်းအရှိပိုင်းနဲ့ငါထက်ကြီးဖျားဝန်းကျင်မှာကြီးခိုက်ပစ္စည်းမှုဆိုးရွားပြီးမင်းကုန်းမှာလည်းကြီးခိုက်ပစ္စည်းမှုများသလို အသေးအပြောက်တွေလည်းများနေတယ်လို့သိရပါတယ်။အဤအတွက်ကိုတော့ DBB ကနေဆက်လက်မင်းမြန်နေပါတယ်။ဗလင်တန်းကြောင့်မင်းကုံမြတ်တင်းတန်းစီကြီးပထူတော်ကြီးမင်းကုန်းဆရာတော်ကြီးတည်င်းတုံးခဲ့တဲ့မင်းကုန်းတိနီကျောင်းခေါ်တိပိကနိကာယကျောင်းတိုက်တိန်လွမ်းစီတီနဲ့တတနိကအဆောက်ဦးတွေပြူကြပစ္စည်းခဲ့တာဖြစ်ပါတယ်။နှစ်ပေါင်း90ကျော်တတန်းရှိစကိုင်းတသားဟောင်းပြူကြပစ္စည်းရာအပြင်စကိုင်းတသားတစ်လက်အကွဲရတွေချနေတာကြောင့် ဖြတ်တန်းကြွာလာလို့မရပဲဆက်နဲ့ရွှေကျက်ရက်ဖျားကနေအေယဝတီမြစ်ကိုဖြတ်တန်းကြွာလာနေရတယ်လို့ဒေသခံတွေကပြောပါတယ်တော့အဲ့မှာဗမ်းမဆုံးပြရပါမယ်။တို့ထွားရပါ။အစ်ကတော့အမေတွေ့တယ်ဒီလိုပို့ထားအဲ့တိုင်းရှယ်ပါတော့။အဲ့တော့ဆက်နေကူရရပါကွာ။ဒီမှာနေပြေပြရပါဆက်ဆိုတာနေကိုအကြီးစားပဲ။အဲ့လိုအဲ့အဲ့ဆက်နေအဲ့ဆွေကျဲဖျားနေပြီးတော့ကျုပ်ဘုလို့ပြရပါကွာလေ။ဟိုကဟိုကကဘကလူတွေ့တာဒီဘက်ကလူဟိုကကျုပ်ဘုလို့ပြရ။ ကစကိုင်းသားနှစ်စင်းလုံးကကျိုးသွားတယ်ကွာကျိုးသွားဆိုတော့နေဘလုံးကဘလုံးကောင်နေဟိုကစကိုင်းနေမင်းလေးကကုလိုမြတော့ခုတော်များတို့ရေစိုးပေါ်လာလို့ရေမင်းလေးကအိတ်ကြွာကွာဟိုကအဲ့ဒီစကိုင်းနေမင်းလေးမင်းညာလို့ရေနှစ်ခေါင်းတော့ကလည်းမပြောကွာအဲ့ channel ဒီလိုကအဲ့မင်းလေးကအိတ်ရတာကွာဒါလေးဘလုံးကအဲ့လိုတော့တတ်တယ်ကွာဘယ်လိုလဲဖလင်တန်ကြောင့်စကိုင်းကောင်းမှုတော်ဖျားစိန်ဖူးတော်မိခခဲ့ပြီး ။စကိုင်းမျိုးပေါ်ကတကုန်းကြီးဖျားစီဒီတွေနဲ့အဆောက်အဦတွေအများအပြားကြီးခိုက်ပျက်စီးပြီးဒေသခံတွေပိတ်မိနေဆဲဖြစ်တယ်လို့သိရပါတယ်။မနေ့ကလုခတ်ခဲ့တဲ့ပြင်အား9.9ရစ်ချတာစကေးရှိငလင်နဲ့နောက်ဆက်တွဲငလင်တွေကြောင့်စကိုင်းမန္တလေးနေပြည်တော်တောင်ကြီးနဲ့ပဲခူးတို့မှာလူတိတ်ဆုံးမှုရာနဲ့ချီရှိနေပြီးချိခိုက်ပစ္စည်းမှုအများပြားရှိခဲ့ပါတယ်ဂျမဟနာပါပူပန်ကျောင်းရွာတွေအောက်ထဲမှာကလေးတွေပိတ်နေတာလေကြာကြည့်ပါဦးဖျက်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 ဟာ ဖျား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 ကလေးတွေကြမ်းမာပါဗျာဖျား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  AA နဲ့ PDF ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့ရဲ့တိုက်ပွဲတွေဟာပသိမ်မုံရလမ်းမကြီးပေါ်ထိရောက်လာသလိုနောင်ချုံမြို့နဲ့ -10 ဝင်းကျင်ခွာကတောင်းခမ်းဘက်မှာတော့စစ်ကောင်စီဘက်ကလေကြောင်း၊ drone လက်နက်ကြီးအကူအညီနဲ့ထိုးစစ်ဆင်လို့ TNL နဲ့တိုက်ပွဲတွေဆက်ဖြစ်နေတဲ့တပတ်တာစစ်ရေးသတင်းတွေကိုစိုးသူအောင်ကတင်ပြပေးမှာပါခင်ဗျာမင်္ဂလာပါ ဒီကနေ့မတ်လ28ရက်ဟာဆေအနာသိမ်းမှု1518ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာတော့ ARD တိုင်းနဲ့တောင်ခမ်းဒေသဘက်ကထိတိတိုက်ပွဲတွေအကြောင်းတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပရမအုပ်ဆုံးသတင်းအချင်းတွေကိုအရင်တင်ပြကြင်ပါတယ်မြန်မာပြည်တွင်းစကိုင်းမြို့နာကိုဗဟိုပြုပြီးတော့မတ်လ28ရက်ဒီကနေ့မွန်းလယ်ပိုင်းကအင်အား9.3%အဆင့်ရှိတဲ့အင်အားပြင်းငလင်တစ်ခုလုတ်ခတ်သွားတယ်လို့အမေရိကဘူမိဗေဒလေးလာရေးဌာနကထုတ်ပြန်ပါတယ် လင်းလှုပ်ခတ်မှုကြောင့်မန္တလေးစကိုင်းမကွေပဲခူးရှမ်းအရှိမြောက်ပိုင်းနဲ့နေပြည်တော်အထိထိခိုက်မှုရှိခဲ့ပြီးအိမ်နီးချင်းနိုင်ငံတွေအထိတက်ရောက်မှုရှိတာကြောင့်ထိခိုက်ပျက်စီးမှုစီးရင်ကို DVV ကဆက်လက်စုံစမ်းနေပါတယ်။အင်အားကြီးငလင်းလှုပ်ပြီးရင်ငလင်းအသေးတွေဇက်တိုက်လှုပ်နိုင်ပြီးအဆအဦးပြိုကျတာမီးဘေးအန္တရာယ်ပြီးတော့တောင်ပြိုတာနဲ့ဆူနာမီရေလိုင်းအန္တရာယ်ရေကာတာကျိုးနိုင်တာတွေအပါအဝင်သတင်းမားတွေပြန့်နှံ့နေနိုင်တာကိုသတိပြုသင့်တယ်လို့ပညာရှင်တွေကသတိပေးထားပါတယ်။ အခုတော့တိုက်ပွဲသတင်းတွေစီသွားရအောင်ပါတိုက်ပွဲတန်တွေမကြာရသလောက်ဖြစ်ခဲ့တဲ့အေယာဝတီတိုင်းမှာ2025ခုနှစ်နှစ်စမ်းပိုင်းမှာတော့ထိတွေ့တိုက်ပွဲတန်တွေခက်ဆစ်စိတ်ကြားလာရပါတယ်။အခုချိန်မှာတော့ရေကြီးတာပေါင်းလေးမျက်နှာအင်ကပူမျိုးနယ်တွေတဲကယူမားနဲ့ထိဆက်နေတဲ့ကြေးရွာတွေနားအပြင်ပတ်သိမ်မုံရွာကာလန်းပေါ်အထိတိုက်ပွဲတွေရောက်လာတာပါ။ မတ်လ25နဲ့26ရက်နေ့ဒီမှာတော့ရေကြီးမြို့နယ်ထဲမှာရှိတဲ့အမသ344နဲ့၃မိုင်ဝန်းကျင် အကွာကနဂတ်ရစ်တောင်ဖရားနောက်ကျောမှာရှိတဲ့ရွာတွေအထိကိုထိတွေ့မှုဖြစ်ခဲ့ပါတယ်။ဒါကြောင့်ကုန်းမြင့်ဘက်ကဒေသခံထပ်ဝက်လောက်ဟာညာတွင်းချင်းတင်းရှောင်ခဲ့ကြသလိုမတ်လ28ရက်မှာတော့စစ်တပ်ကအမတ344ဘိမ့်ပတ်ဝန်းကျင်ကလေကွင်းတွေကိုတိုက်ပွဲမရှိဘဲဘုံကျဲခဲ့ပါတယ်။အခုချိန်မှာတော့စစ်တပ်ကတီတာကုန်းမြင့်နဲ့ငတိုင်းချောင်းကြားမှာရှိတဲ့ ရေနတ်တာဂိတ်ကိုအခန့်အသတ်နဲ့ပဲဖြတ်သန်းခွင့်ပြုတော်သလိုကုန်းမြင့်ရဲစခန်းနဲ့ငဝင်မြကူးတရားဝင်းကျင်တွေမှာခံစစ်ပြင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့နောက်ပိုင်းမှာပဲလင်းမျက်နှာမြို့နယ်တွေကလဲခုံကြီးလဲခုံလေးဝက်ကုံသုံးတော့ဘက်ကတိုက်ပွဲတွေဟာအင်ကပူမြို့နယ်တွေက ကွင်းကောက်ဘက်ကိုတဖြည်းဖြည်းနဲ့ရွေ့လာပြန်ပါတယ်။မတ်လ28ရက်အထိကတော့ပသိမ်မုံရွာလမ်းမကြီးပေါ်အင်ကပူမြို့နယ်အဆက်မှာရှိတဲ့ ပိန်နယ်ခွင်ကျေးရွာအထိလက်နက်တံတွေကြားလာရသလိုမတ်လ28ရက်မှာတော့ကွင်းကောင်းမှာရှိတဲ့အမငါတမတော်တမ်းမြင့်လေးကျင်းတင်တန်းကြောင်တတကငါနဲ့ပို့ပြီးတော့နီးကပ်လာပြီလို့ဆိုကြပါတယ်။ဒါပေမဲ့အခုချိန်ထိတော့ AA နဲ့ပူပေါင်းတက်တွေက ARD တိုင်းတွေကအခိုင်အမာနေရာယူတာမရှိသေးပဲနေလေခင်းနဲ့ညာပိုင်းအချိန်တွေမှာသာကာကင်းစကန်းတွေကိုထိုးစစ်ဆင်တဲ့ပုံစံမျိုးလို့လေးလာသူတွေကသုံးသပ်ကြပါတယ်။တကယ်လို့ပသိမ်မုံရွာလမ်းဘေးမှာရှိတဲ့ ်တတက9နဲ့အမတ344ကိုသာပူပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ရင်အနောက်မှာယူမအရှိမဆိုရင်ငတိုင်းကြောင်မြောက်ဘက်မှာဆိုရင်အိုရှစ်ပင်အထိလမ်းပေါက်သွားမှာဖြစ်ပါတယ်တစ်ဖက်မှာလည်းတိုက်ပွဲတွေကြောင်ကြေးရွာတွေပိတ်မိနေသူတွေရှိနေသလိုဒေသခံထောင်ထဲချပြီးထွက်ပြေးနေရကဆက်သွယ်ရေးအခက်အခဲတွေကြောင်အသေးစိတ်အချက်အလက်တွေကိုဆက်လက်စုံစမ်းနေတုံဖြစ်ပါတယ်ဒီကိစ္စအရင်နဲ့ပတ်သက်လို့သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်ကလည်းထုတ်ပြောတာတော့မရှိသေးပါဘူးခင်ဗျာ အခုတော့တောင်းခမ်းဘက်ကိုသွားရအောင်ပါနောင်ရှုံမြို့နယ်မိုင်း20ဝင်းကျင်အကွာကတောင်းခမ်းမှာတော့စစ်ကောင်စီကလေကြောင်း drone လက်နက်ကြီးတွေအကူအညီနဲ့ထိုးစစ်ဆင်လို့တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်မတ်လ25ရက်မှာတော့တောင်းခမ်းရွာနဲ့ကိုးမိုင်လောက်အကွာမှာရှိပြီးတိမ်ပင်လေလို့ခေါ်ကြတဲ့မဲပုတ်ရွာကိုစစ်ကောင်စီတပ်ကသိမ်းပိုက်လိုက်ပါတယ်။ရှမ်းတောင်နဲ့ရှမ်းမြောက်ကိုချိတ်ဆက်နိုင်ပြီးစစ်ရေးအရအရေးပါတဲ့တောင်းခမ်းရွာဟာ ဘာတူရက်စောက်ဘတ်ဆိုလို့ရှိရင်မိုင်80ဝင်ချင်းပြင်ဦးလွင်ကနေဆိုရင်မိုင်90နဲ့နောင်ရှူကနေဆိုရင်မိုင်20ဝင်ချင်းกว่าဝေးတာဖြစ်ပါတယ်တောင်ခန့်ကျွရမှာစစ်ကောင်စီရဲ့အမြောက်တပ်စခန်းကိုကဲမှုဌာနချုပ်မဆာခ900နှစ်အပါအဝင်အမြောက်တပ်ရင်၄ခုတရှိတာဖြစ်ပြီး TNL နဲ့ DPLA တို့ပါဝင်တဲ့ပူပေါင်းတပ်တွေက6လကျော်တဲ့အထိထိုးစစ်ဆင်နေတာဖြစ်ပါတယ်အခုတင်ပြခဲ့တာတွေက DPP ကစူးစီးရရှိထားတဲ့လောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းတောက်တွေ တာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ DVV ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့တပြင်းညီဖော်ပြပေးနေပါတယ်ခင်ဗျာ DVB ရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ